ညာတို့ကိုးကွယ်နေတဲ့ပောက်ကူတော့တရဏဂုံတင်ပြီးရတော့ကျွတ်မှာမဟုတ်သေးကြရတယ်နော်တရေဘွားနေတော့မှဒီတေတာယူမော level ညစ်ခံအောင်နော်တက်တော့ဆော့တာလေဗီဒီယိုတွေလည်းကျွန်တော်ထည့်ပေးပါအောင်မယ်ဒါပေမဲ့တော့ထည့်ပေးတဲ့အချိန်မှာကျွန်တော် copyright နော် YouTube မှာ copyright မိမှာဆိုတော့ကျွန်တော်ပဲဆုံးပြလိုက်အလုံးမင်္ဂလာပါဒီနေ့မှာတော့မိုးကုံမြို့ကိုနော်စစ်ကောင်စီဘက်ကလုံရင်းနဲ့ဝင်ရောက်လာတဲ့နောက်ပိုင်းမှာ ီ PDF တွေနဲ့ပြန်ရေးပူးပေါင်းတဲ့ဖွဲ့တွေကပူးပေါင်းပြီးတော့မှတိုက်နေတယ်ဆိုတော့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုပြောသွားမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီမြင်းကြံကပြည်သူစစ်တွေလည်းလုံခြုံမှုမရှိတော့ဘူးဆိုတာကိုလည်းပြောသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ညီနောင်တက်မတော်ဖြစ်တဲ့ DNL ကမိုးကုတ်မြို့ကိုနိုင်ငံရေးအရဆုတ်ခွာပေးခဲ့ရပါတယ်။နော်ဒီလိုဆုံးဖြတ်ချက်ကမြို့ကန်လူလူအတွက်ရောတော်လန်ရေးတိုက်ပွဲဝင်ရဲဘော်တွေအတွက်ပါခက်ခဲတဲ့စိန်ခေါ်မှုတစ်ရက်ဖြစ်တယ်ဆိုတာတော့ကျွန်တော်နားလည်ပါတယ်။ ောက်ချက်ကောင်စီရဲ့ဒီဘောမလော်ဘီတွေကတော့မင်းတို့ကရှုံးသွားပြီလို့တော်လန်ကြီးကပြီးသွားပြီလို့နော်ဘူမိုက်ခဲကဘယ်ရောက်သွားပြီလဲဘာညာနဲ့အာချောင်ခဲ့တာနော်သူတို့မသိတာ TNL ကအလုံးစုံထိန်းချုပ်လို့မရဘူးဆိုတာလည်းမသိဘူးနော်မင်းညာကတက်တည်ပဲမင်းညာသတင်းတွေကတော့တက်တည်ပဲပေါ့ဗျာ TNL ကတော်လန်ကြီးရဲ့အဆုံးဖြတ်လည်းမဟုတ်တယ်လို့မိုးကုံမျိုးကလည်းတော်လန်ကြီးရဲ့အဆုံးဖြတ်မဟုတ်ဘူးဆိုတာကိုလော်ဘီတွေသိထားဖို့လိုပါတယ် မိုးကုတ်မြို့ကိုဒီတော်လိုင်းတဖွဲ့တွေကဟိုးရင်ကလေးကတိုက်ခဲ့တယ်ဆိုတာကနော်ဒီဗဒံများထွက်လို့လည်းမဟုတ်သလိုဒီမြေကွက်လိုချင်လို့လည်းမဟုတ်ခဲ့ဘူးနော်ပောက်ကူတော့အုံနောက်နဲ့ဒီမိုက်ခဲကဗဒံများထွက်တဲ့ဒီမှာမိုးကုတ်မှာပဲတိုက်တော့မှာမင်းတို့ရင်းချံကရဲဘော်တွေကိုထားခဲ့ပြီဘာညာနဲ့နော်ပြောတာဒါပေမဲ့လည်းအဲ့မှာသတိဆွဲပြီးတော့နော်မတရက်နေတဲ့ဒီပြူစောထီတွေကလည်းအဲ့ဒါလေးယုံတာပဲမျက်စိမိတ်ပြီးတော့ဒီကနေ့မှစဉ်းစားသုံးဖြတ်နိုင်တဲ့ဉာဏ်ရည်လည်းမရှိဘူးပေါ့ဗျာနော်ဘိုမိုက်ခဲကအခုချိန်မှာ ဒီမြင်းကြံအထူးလှုပ်ရှားစစ်တောင်းဆိုပြီးတော့မှတရင်ခုနှစ်ရင်ပူပေါင်းပြီးတော့မှလှုပ်လိုက်ပြီနော်ဒီတော့မြင်းကြံကယူစောထီတွေလည်းတက်တက်သာသတိထားနေပါတော့လို့ကျွန်တော်ပြောချင်ပါတယ်နောက်ပြီးတော့မိုးကုန်းမြို့ကိုတိုက်ခဲ့တဲ့အဓိကရည်ရွယ်ချက်ကနော်မဟာလာရဲ့လက်အောက်ကနေပြည်သူလူထုရဲ့လုံအကုန်လုံးလွတ်မြောက်ဖို့နော်မိုးကုန်းမြို့ကံပြည်သူတွေလွတ်မြောက်ဖို့တိုက်ခဲ့တာနော်ဒီပောက်ကိုရော်ရဲ့ပြောသလိုပောက်ကိုရော်သူစိတ်နဲ့နှိုင်းတာပေါ့ဗျာဒီတကိုးချိုးစိတ်တဲ့နဲ့နော်ရာယူလိုစိတ် ရှိတဲ့စိတ်ဓာတ်နဲ့သူ့စိတ်နဲ့နှိုင်းပြီးတော့ဘုံမိုက်ခဲကိုအာချောင်ခဲ့တာဒီတော့တော်လိုင်းပြည်သူတွေကိုကျွန်တော်ပြောချင်တာကတော့ဒီ TNLA တစ်ဖွဲ့တည်းမှာမဟုတ်ဘူးကျွန်တော်က KIA PDF နော်ဒီ ABDF တန်တဲ့အဖွဲ့တွေဒီတော်လိုင်းအဖွဲ့တွေအကုန်လုံးရဲ့ဒီတိုက်ခဲ့တဲ့တိုက်ပွဲတိုင်းမှာကျွန်တော်တို့အောင်ပွဲခံခဲ့တယ်မြောက်လိုင်းရဲ့စင်အားကိုခြေမုံးခဲ့နိုင်ခဲ့တာပြီးတော့သူတို့ဖျက်ပြေးဖို့လုံနိုင်ခဲ့တာဒါကဘသူ့ရဲ့အောင်ပွဲမှမဟုတ်ကျွန်တော်တို့ပြည်သူတွေတရက်လုံးရဲ့အောင်ပွဲဖြစ်တယ်ဆိုတော့လည်းကျွန်တော်ပြောချင်ပါတယ် ။သရေမာဒီယာယီစုတ်ခွာခြင်းကရှုံးနေခြင်းလည်းမဟုတ်ဘူးเนาะဒါကမဟာဗျူဟာဖြစ်တယ်။နော်ဒီမြို့တစ်မြို့နယ်မြေတစ်ခုကနေစုတ်ခွာပေးရတဲ့အခြေအနေတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဂျီမန်းချက်ရော့သွားမှလည်းမဟုတ်သလိုပျောက်ကွယ်သွားမှလည်းမဟုတ်ဘူးပေါ့ဗျာ။အဲ့ဒါလည်းအားလုံးသိထားဖို့လိုတယ်။အားလုံးယုံယုံကြည်ကြည်နဲ့စိတ်တက်မကြဖို့လိုပါတယ်။အာနာရှင်ကိုအမြင့်ဖြတ်ချိန်မုံဖို့ဆိုတဲ့နော်ကျွန်တော်တို့ပြည်သူတရလုံးရဲ့စိတ်တက်ကဒီမိုးကုန်းမြို့ကိုသုတ်ခွာလိုက်ရတခုတည်းနဲ့ဘလို့မှစိတ်တက်ကြသွားမှာမဟုတ်ပါဘူ ဒီဘောမတွေကထင်ခဲ့တာတော့ DNL TNL နဲ့အပြည့်ရမယ်เนาะ TNL က PDF တွေကိုမောင်းထုတ်လိုက်မယ်เนาะဒီစစ်တပ်ကပြန်ပြီးတော့ဝင်ရောက်မယ်ဆိုရင်ဒေါ်လာရေးအင်အားစုတွေအကုန်လုံးပြိုကွဲသွားမယ်ပေါ့ဗျာဒါပေမဲ့အမှန်တရားကဘာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့မဟာမိတ်ညီနောင်တွေဖြစ်တဲ့ဒီ KIA တို့เนาะအခြားသော PDF တွေ ABSD ရတဲ့ဒီမိုးကုံမျိုးရဲ့ပဝန်းကျင်မှာဆက်ပြီးတော့မှရှိနေသေးတယ်เนาะဒီအချမ်းဘတ်စစ်တပ်ကိုတက်ပြီးတော့တိုက်သွားမှာတိုက်လဲတိုက်နေတယ်မနေ့ကလည်း မနေ့ကလည်းတိုက်နေနော်ဒီလိုမျိုးတိုက်နေခြင်းကကျွန်တော်တို့အတွက်သက်သေပဲကျွန်တော်အရှုံးမပေးဘူးဆိုတော့သက်သေပဲဖြစ်တယ်မဟာမိတ်တွေစူးစီးနေသေးပြည်သူတွေစိတ်သက်မကြသေးကျွန်တော်တို့လုံးဝလုံးဝမရှုံးဘူးဆိုတာကို ပြောချင်ပါတယ်အဲ့တော့စိတ်သက်ကြစရာလည်းလုံးဝမလိုပါဘူးစကားစကားမိုးကုန်းမြို့ကိုပြန်ဝင်ဖို့ကြိုးစားတယ်နော်ဒါပေမဲ့ PNL ရဲ့ဒီအပြစ်ခတ်ရဆဲမှုကြောင့်မိုးကုန်းမြို့တွေပြန်ဝင်လာပေမဲ့နော်ခြားသောဒေါ်လာရင်းတစ်ဖွဲ့တွေကလည်း သေခံပြီးတော့ကာကွယ်သွားမယ်လို့ပြောထားပါတယ်။နော်ဒီတော်လိုင်းတစ်ဖွဲ့တွေပြောထားတဲ့အတိုင်းလဲမနေ့ကတိုက်တာကိုမြင်ခဲ့ရတာပေါ့။အဲ့ဒီမှာ KIA PDF နော် ABS DS စတဲ့ဒီတော်လိုင်းတစ်ဖွဲ့တွေကလည်းသူတို့ကိုဝိုင်းပြီးတော့လှော်အောင်ပါပဲနော်မြို့ကိုလည်းကာကွယ်နေအောင်ပါပဲ။အဲ့ဒါကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေနဲ့ဒီပြည်သူတွေရဲ့စိတ်သက်ပြတ်သားမှုပဲဖြစ်တယ်။နော်ကျွန်တော်တို့ဘယ်သူမှလက်နက်မချသေးဘူးနော်မြို့ကိုပေးလိုက်ရပါမယ်ဒီအာနာရှင်လက်အောက်ခလွတ်ချင်တဲ့ပြည်သူတွေရဲ့ဆန္ဒကိုတော့ ီဒေါ်လာရဲ့တက်ဖွဲ့တွေကလည်းပေးမှာမဟုတ်ပါဘူး။နောက်ပြီးတော့ပို့ပြီးတော့လည်းစီးလုံးလာတာကိုလည်းပုံမြင်ရတယ်။လက်ရှိမှာ KIA ကလည်းဒီ ABSDF အပါဝင်အခြားသောဖွဲ့တွေနဲ့ဥပပေါင်းပါဝင်နေမယ်လို့ပြောထားပါတယ်။တရေရထောက်ပံ့မှုတွေလည်း KIA ဘက်ကလုပ်ပေးနေမယ်။အဲ့တော့ဘောမာတွေလည်းဝမ်းသာတာမစောပါနဲ့နော်။ပိန်းတာလူသိပါတယ်လို့ပဲကျွန်တော်ကပြောချင်ပါတယ်။နော်ဒီမိုးကုန်းမြို့ကိုဒီတက်တက်ကဝင်လာတော့နိုင်ရွိုင်းမရှိသေးတယ်ဒီဘောမာလော်ဘီတွေကပြောနေပြီရှုံးမီပိုင်းနာမင်းတို့ရှုံးမီပိုင်းနာနဲ့ ကျော်နေတဲ့အချိန်မှာပဲเนาะဘိုမိုက်ခဲတို့ကဒီတရင်ခုနှစ်ရင်ပူပေါင်းပြီးတော့အထူးလှူရှားအင်းကြံအထူးလှူရှားစစ်ကြောင်းဖွဲ့လိုက်တယ်เนาะမိုက်ခဲကဗဒံများထွက်တဲ့မိုးကုတ်မြေမှာပဲတိုက်တော်မယ်ဘာညာလို့အာချောင်ခဲ့တဲ့ပေါက်ကတုံးနဲ့အခုတော့တောက်ချက်လဲကွဲပြီးเนาะဒီလူမျိုးဖွဲ့စည်းလိုက်တဲ့အတွက်ကြောင့်လဲเนาะပေါက်ကတုံးရောတီတာယူမွန်တို့ရောအကုန်လုံးဒူးတုံနေလောက်ပြီပေါ့ဗျာအင်းကြံဒေတာကเนาะဒီကရန်သူတို့ယုံကြည်ထားတာကဒီဟိုစစ်ကောင်စီရဲ့ဒီအာကိုနဲ့ဒီကောင်တွေ လုံနေတာပေါ့ပြူစောတိနဲ့ဒီပြည်သူစစ်တွေအတွက်သူတို့ကလုံခြုံတဲ့နိုင်ငံတစ်ခုဆိုပြီးယုံကြည်ပြီးတော့နော်ပြည်သူအပေါ်ကိုနှိပ်စက်နေတာဖြစ်တယ်ဒီအခုလိုမျိုးဒီဘုံမိုက်ခဲတို့ဖွဲ့လိုက်တဲ့ဒီမြင်းကြံအထုလှရှားစစ်ကြောင်းစစ်ကြောင်းအပေါ်ကိုကျွန်တော်ကျွန်တော်အမြင်ကိုပြောရမယ်ဆိုဒီကြီးမားတဲ့တိုက်ပွဲတွေထက်ဆိုင်ရင်ဒီအကြမ်းဖက်နော်ပြည်သူစစ်စခန်းတွေကိုပြစ်မှတ်ထားချိန်မုံဖို့ဖြစ်ရင်ဖြစ်ပါဗျာဒါမှမဟုတ်ဒီအထုစစ်စင်ရေးတွေစောင်ရွက်ဖို့ဖွဲ့လိုက်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ် ။နောက်ရှင်းပါတယ်။တကယ်တမ်းကမြင်းကြံနဲ့စစ်ကောင်စီပူးပေါင်းနေမြင်းကြံမှာနော်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ဒီပြူစောသူတွေအတွက်တော့လုံးဝလုံခြုံမှုပျောက်နေပြီဆိုတဲ့ဟာကိုမြင်ရပါတယ်။ဒီဘုံမိုက်ခဲတို့ဖွဲ့စည်းလိုက်တဲ့ဒီမြင်းကြံအထူးလှူရှားစစ်ကြောင်းကတကယ်တမ်းကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ဒီမိုးကုံမြို့စုတ်ခွာရခြင်းရဲ့နောက်ွယ်ကကြီးမားတဲ့အမျက်ပေါ့ဗျာနော်အဲ့တော့မြင်းကြံဒေသမှာရှိတဲ့ပြည်သူစစ်တွေနဲ့ပြည်စောထီတွေလည်းသတိထားပါလို့ပြောချင်ပါတယ် နော်ကိုကိုကိုလုံကြုံတယ်လို့မထင်ပါနဲ့ဒီတာယူမော်နော်ပြီးခဲ့တဲ့နိုဝင်ဘာ29ရက်နေ့မှာဆိုရင်ဒီတာယူမော်ရဲ့နောက်လိုက်တွေပါတဲ့ကားကိုနော်ဒီပခုတ်ကူပကဖားဝိုင်းလော်ထဲလိုက်တာအကုန်လုံးချောသွားတယ်ပေါ့ကွာနော်စိတ်မချရတဲ့ပြောရမယ်ဆိုရင်တော့စိတ်မချရတဲ့နေရာကိုမြေဆန်းခရမ်းပြုတ်လိုက်တာပေါ့ပောက်ကူတော့ပြောတဲ့နော်ခေါင်းဆောင်ကောင်းဆိုတာမပါဘူးဗျာခေါင်းဆောင်ကောင်းမပါဘဲနဲ့သူ့ရဲ့နောက်လိုက်တွေပဲလွတ်လိုက်တာဒါကတော့ကျွန်တော် အမြင်ပြောရရင်တော့ဒေတာယူမုံကနော်ဒုံကြုံမှုရှိမရှိစမ်းလိုက်တာလို့ပြောရမှာဒီပခုတ်ကူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနော်ကကဖကဒါကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်တရင်လဲသွားဖတ်လိုက်ကြပါနော်တရင်မဖတ်တရင်မဖတ်ရသေးဘူးဆိုရင်ကျွန်တော်ဖတ်ပြပါနော်တရင်ကဘယ်လိုလဲဆိုတော့ဒီနိုဝင်ဘာ29ရက်နေ့မနက်7:00နာရီလောက်မှာတဲ့ပြည်သူ့စစ်ကောင်းဆောင်ငင်းကြံပြည်သူ့စစ်ကောင်းဆောင်တီရာယုံမော်ဖွဲ့သားလိုက်ပါလာတဲ့ကားကို ။ပခုတ်ကူပကပကရဲဘော်ဒီနဲ့ရဲဘော်တပူးဦးဆောင်နဲ့တပ်ဖွဲ့ဝင်၁၀ယောက်ပါအဖွဲ့ကညောင်ဦးမြင့်ကျန်လမ်းပိုင်းတနေရာမှာဓားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုပါတိုက်ခိုက်မှုကြောင့်တေယုစု9ယောက်သေဆုံးက G4 တနက်တလက်ကာပိုင်နှစ်လက်နဲ့ကြီးအများပြားသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ပြန်လည်ပြစ်ခတ်တာမျိုးတော့မရှိဘူးကြ။အားလုံးနေရာတင်ပွဲချင်းပြီးသွားတယ်။ကားပေါ်မှာပါလာသည်မြမျိုးသမီးပြူ၄ဦးမျိုးသားတဦးအကုန်သေးတာဗျ။ သူတို့ကသမိုက်တာဂိတ်ကနေကင်းပတ်တာပြလို့ပခုတ်ကူမျိုးနဲ့ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကပြောတယ်လို့သိရပါတယ်။ဆက်ပြီးတော့ဖတ်ရမယ်ဆိုရင်ပြက်ခတ်မှုဖြစ်ပွားပြီးတနအီလောက်အကြာမှာတော့အလောင်းလာကောက်တဲ့စစ်ကော်မရှင်တပ်သားတွေကအနီးနားကျေးရွာတွေဘက်ကိုရန်တမ်းပြစ်ခတ်တာမျိုးတွေလှုပ်ဆောင်ခဲ့သေးတယ်လို့ဆိုပါတယ်။ဒီဘဲတွေငပိမ့်နေနော်ရှော့ရဲလူကလည်းရှော့သွားပြီနော်အခုဒီဒီမှာဟိုအကုန်လုံးပွဲပြီးသွားမှလာပြီးတော့ ဟိုဖြာလာသိမ်းတဲ့လူတွေပေါ့ဖြာလာခိုးတဲ့ကောင်တွေနော်ဘာမှမရှိတော့မှလာပြီးတော့ရန်တန်ပြက်ခတ်နေတာနော်အဲ့ဒါဘာလဲကင်းပတ်တာပေါ့သူတို့ပြောတာကင်းပတ်တယ်လေကင်းပတ်တာလေဗျာ sorry နဲ့နော်ဘဲတွေကဘာတွေလုပ်နေလဲရမူးပြီးတော့ဘဲအိတ်နေတာလားဒါမှမဟုတ်ဘဲနားမှာသွားပြီးတော့ကိုဆိုလူနိုင်လုံနေလေနော်ဓမြသွားတိုက်နေလေမသိဘူးတီတာယူမော်ကလည်းမပါဘူးဗျာနော်ဟိုမလုံးကြုံတဲ့နေရာမဟုတ်လို့ပဲသူကမလိုက်တာလားဟိုသူ့လူတွေကိုစမ်းကြည့်လိုက်တာပေါ့အခုတော့သူ့လူတွေလည်းအကုန်လုံးချောသွားပြီဗျာဟိုတရက် ိုတရဏဂုံတော့တင်လိုက်ရရလားမသိဘူးเนาะခင်ဗျားတို့ခင်ဗျားတို့ကိုးကွယ်နေတဲ့ပောက်ကူတော့တရဏဂုံတင်ပေးရင်တော့ကျွတ်မှာမဟုတ်သေးကြတယ်เนาะတရေဘွားနေတော့မှဒီတေတာယူမောက level ညစ်ခံအောင်မယ်ငါတို့စမ်းတာဆိုစမ်းတော့ခုချောကုန်ပြီဆိုမကုန်ကိစ္စနဲ့တို့ကဆမြုပ်ပြန်နေတာဗျာအခုတော့ပောက်ကူတော့ကလည်းတရဏဂုံတင်ဖို့တော့မှနီးနားမှာရှိရလားမသိဘူးဘယ်ဘယ်ကိုတော့ထပ်ပေါ်လာအောင်လည်းမသိဘူးတရဏဂုံတင်ဖို့ အတီရာယူမွန်ရဲ့နောက်လိုက်တွေအကုန်လုံးရှင်းပြီးတဲ့နောက်ပိုင်းမှာဒီမှာ TikTok မှာလည်းခရက်တွေထနော် Facebook မှာလည်းခရက်တွေထငါတို့ညီမတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာငါတို့ညီမတွေကခိုးပေါ်ခိုးဘက်အလူပေါ်လူဘက်နော်ဓမြတိုက်ပေါ်ဓမြတိုက်ဖက်နော်ဖီးပြီးတော့သူတို့တွေလုံးဝကြေကွဲနေပြီနော်တီရာယူမွန်တီရာယူမွန်ရဲ့နောက်လိုက်တွေကတော့လုံးဝသူတို့ရဲ့တငယ်ချင်းတွေကိုငရဲပြီးရနေပြန်ခေါ်ချင်းနေတာပေါ့ဗျာ အဲဒီတီရာယူမော့အဖွဲ့ကြီးအကုန်လုံးနော်မာလတီးရပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့အဖွဲ့ဝင်တွေလာဒီတစ်တော့မှာဗျာတစ်တော့မှာတက်ပြီးတော့နော်တစ်တော့တပုတ်ရောင်ဖန်လေးတွေရဲ့သူတို့ကဘယ်သချင်းနဲ့ဖန်တီးလဲဆိုတော့ဒီဘာလဲ white coat လည်းမသိဘူး ABCD ကျွန်တော်နားမလည်ဘူးဆိုတော့ဒီလေးဖြူရဲ့ဒန်ယာကြီးသချင်းနဲ့နော်တစ်တော့ဆော့တာနဲ့ဗီဒီယိုတွေလည်းကျွန်တော်ထည့်ပေးပါအောင်မယ်ဒါပေမဲ့တော့ထည့်ပေးရခြင်းမှာကျွန်တော် copyright နော် YouTube မှာ copyright မိမှာဆိုတော့ကျွန်တော်ပဲစုပ်ပြလိုက် အဲဗီဒီယိုလေးနောက်ခံထားပြီးတော့နော်ဒီဘာရင်းနေနေညာနဲ့လေပန်းနေတာဘယ်သူမှတားလို့မရခင်ကုန်ပြောင်းလဲသွားခင်မင်းတဲ့ပေါ့တဲ့တွေရန်သူရဲ့လက်ဆုပ်စာငါနေထိုင်ရကဘာကြီးကနွားချေရဟုတ်လဲဟုတ်တယ်လေသူတို့ပြူစောတိတွေကနွားချေရဒီနွားချေရကွက်ထဲမှာဗျကဘာကြီးလောက်ပြီးတော့နော်နွားချေရကွက်ထဲမှာဒီပေါ့ကူတော်နဲ့ ဒီတီရာယူမုံနဲ့တယ်သူတို့ကဘာကြီးကပြီးနေတာเนาะဒီသချင်းနဲ့လဲစော့တင်ပါတယ်လို့ဟိုတလောမှာကျွန်တော်တို့ post out မှာလာပြီးတော့မှန်းတာเนาะဟိုပြေးတာပြေးပြီတို့ဘာတို့ပုံမှန်ခဲပြေးထားတော့တို့တီရာယူမုံတို့ကျမ်းတော့မယ်ဘာဖြစ်တင်ကြတယ်အခုတော့เนาะတီရာတီရာယူမုံတီရာယူမုံကျမ်းဝင်နေနေတာသူသူ့ကာဝယ်ပေးနေတယ်လူတွေတော့မအခုငရေပြူရောက်သွားပြီကွာအဲ့တော့တီရာယူမုံလည်းဘယ်မှာပုံးနေနေမသိခင်ဗျားတို့လိုက်ရှာပေးကြအောင်။နော်ပေါ့ကူတော့ပြောတဲ့ခေါင်းဆောင်ကောင်းမတ်တီရာယူမုံကြီးလည်းနော် မလျှောအောင်လို့တတိထားပြီးတော့နေအောင်လို့တော့ကြာနေဒီမှာဟိုအာကိုနဲ့နော်မြားအာကိုနဲ့ဒီမှာအရက်တောက်ဖို့တောက်နေနောက်ကပြူစောတိရေလေဟိုအာကိုစရာလို့မရှိပဲနေအောင်မယ်လို့ဒီတော့ဒေါ်လာရေးဘက်တော်သားတွေကိုပြောချင်ပါတယ်ကျွန်တော်တို့ကလုံးဝအရှုံးမပေးဘူးဆိုတော့မြင်တွေ့ခဲ့ရပါတယ်ကျွန်တော်တို့လုံးဝလည်းရှုံးမပေးပါဘူးတဦးတယောက်ချင်းဒီတိုင်းလုံးဝရှုံးမပေးပါဘူးနော်မြို့တစ်မြို့ကိုဆုံးရှုံးရခြင်းကဒေါ်လာရေးရဲ့အဆုံးဖြတ်လဲမဟုတ်မဟုတ်ပါဘူးနော် ဒါကအရှုံးပေးတာလည်းမဟုတ်ကျွန်တော်တို့ရဲ့စိတ်ရည်ပြူဟာဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ဒါတော့ကျွန်တော်တို့တော်လန်ပြည်သူတွေအားလုံးကိုကျွန်တော်ပြောချင်တာကျွန်တော်တို့အရှုံးပေးသေးဘယ်တော့မှမရှုံးပါဘူးเนาะချိတ်ဆက်တိုက်ပွဲတွေမှာလည်းကျွန်တော်တို့အောင်ရမယ်လို့ပဲပြောရင်းနဲ့ကျွန်တော်ဗီဒီယိုကိုဒီမှာအဆုံးသတ်ပြရစေခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်